မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးမြန်မာစစ်ကောင်စောင်းတွေကိုအမေရိကန်ဖိအားပေးဖို့ဆန္ဒပြတောင်းဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အချင်းချခံထားရတဲ့နိုင်ငံတော်တိုင်းမီကန်ပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်လွတ်မြောက်ရေးမြန်မာစစ်ကောင်းဆောင်တွေကိုအမေရိကန်ကဖိအားပေးဖို့ဒုတိယအကြိမ်ဖြစ်အင်ဖြူရောရှိမှစက်တင်ဘာ29ရက်ကလူအများဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ထောင်ထဲမှာနှလုံးရောဂါဒဏ်ခံစားနေရတယ်လို့ကြားသိရတဲ့ဒေါန်ဆန်းစုကြည်ကိုချက်ချင်းလွတ်ပေးဖို့ဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြတာပါ။ ဒေါင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေဆိုးရွားနေပြီးစေကူတာခွင့်လည်းကောင်းကောင်းမွန်မွန်မရရှိကြောင်းကြားသိရတဲ့အတွက်သမ္မတဒေါ်နယ်ထရန့်အနေနဲ့မြန်မာစေကောင်းဆောင်တွေကိုဖိအားပေးဖို့တောင်းဆိုပါကြောင်းစစ်မြန်မာ USA ရဲ့ပြောရေးဆိုခွင့်ရှိသူကိုရင်အေးကပြောပါတယ် ရောင်ဆန်းစုကြည်နဲ့တမရဦးဝင်းမြင့်အပါအဝင်နိုင်ငံရေးအကျဉ်းသားများအားလုံးလွတ်မြောက်ရေးဒေါ်နယ်ထရန့်အနေနဲ့သူ့မှာရှိတဲ့အာဏာကိုသုံးပြီးမြန်မာစစ်ဗိုလ်ချုပ်တွေကိုဖိအားပေးဖို့တောင်းဆိုကြောင်းဆန္ဒပြသူတွေက ပြောပါရယ်စစ်တပ်ကျင်းပမဲ့ရွေးကောက်ပွဲကိုအမေရိကန်ကကန့်ကွက်ပေးဖို့အရက်သားပြည်သူတွေကိုတပ်ဖြတ်နေမှုအဆုံးသတ်အောင်လှုံ့ဆော်ပေးဖို့လည်းအမေရိကန်အစိုးရစီဆန္ဒပြသူတွေကတောင်းဆိုခဲ့ကြပါရယ်အဲဒီနောက်ဆန္ဒပြသူတွေကဒေါ်အောင်ဆန်းစုကြည်အတွက်ဆုတောင်းပေးခဲ့ကြပါရယ်အသက်80ရှိပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ င်းထဲမှာနှလုံးကျန်းမာရေးအခြေအနေဆိုးရွားလာနေတယ်လို့သတင်းထွက်ပေါ်နေပါတယ်။ဒေါင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကောင်းမွန်နေလို့စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်စောမင်းထွန်းကယခုလဇန်ပိုင်းကပြောကြားခဲ့ပေမယ့်အထောက်အထားသို့မဟုတ်သူအသက်ရှင်နေသေးကြောင်းတက်သေးပြထားတာမရှိပါဘူး။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပြည်သူကိုတက်ဖြတ်နေတဲ့မင်းအောင်လိုင်ကတိုင်းပြည်ပဲခရီးအခြေအနေမှာအမြင့်မကျဲမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဟုဆိုပြန်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတဝန်းပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပုံစံမျိုးစုံဖြင့်တပ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကတိုင်းပြည်ဘက်ကရီအခြေအနေမှာအမြင့်မကျဲမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်သည်ဟုအပြစ်တင်ပြောဆိုပြန်ပါတယ်။ရှမန်နေရုရှားနိုင်ငံမှမြန်မာနိုင်ငံတို့အပြန်လေရင်မော်တွင်စစ်တပ်လက်အောက်ခံဝါရဖြန့်သတင်းမီဒီယာများသို့၎င်းကအထက်ပါအတိုင်းပြောဆိုခြင်း င်ဖြစ်ပါတယ် မြန်မာနိုင်ငံတွင်နိုင်ငံရေးသဘောထားကွဲလွဲမှုများကိုအမြင့်ကျကျဖြင့်လုပ်ရန်လိုအပ်ကြောင်းနိုင်ငံရေးဘာသာရေးနှင့်တိုင်းဒေသရေးရာတချို့ပြောဆိုနေမှုများမှာအာဏိချက်များရှိနေကြောင်းအမြင့်ကျကျပြောဆိုလုပ်ကိုင်လျင်ပိုကောင်းနိုင်ကြောင်းလက်ရှိတိုင်းပြည်ချင်းတွင်ကြုံတွေ့နေရခြင်းမှာပညာရေးအာဏိချက်ကြောင့်ဖြစ်ကြောင်းမင်းအောင်လိုင်ကပြောဆိုပါရယ်နိုင်ငံရေးရာသဘောထားကွဲလွဲမှုတွေလည်းပြည်ထောင်စုရဲ့ဂျိုးကိုရှိမှန်းပြီးတော့အမြင့်ကျကျနဲ့လုပ်ဖို့လိုတဲ့တချို့ပြောဆိုနေကြတာတွေကအာဏိချက်ကရှိတယ်လို့ကျွန်တော်မြင်နေအဓိကတော့သူတို့နိုင်ငံရေးရာ ဘာသာရေးရာတိုင်းရင်းသားရေးရာတချို့ပြောဆိုနေတာလေးတွေပေါ့ပြောဆိုတာလေးတွေကဒီထက်ပိုပြီးအမြင့်ကျကျနဲ့ပြောဆိုလုပ်ကိုင်းမယ်ဆိုပိုကောင်းမယ်လို့ကျွန်တော်မြင်ပါတယ်ဘယ်ကတိအတိုင်းပြည်မှာဖြစ်ပျက်နေတဲ့အခြေအနေကပညာရေးအားနည်းတဲ့အခြေအနေမှာရှိတယ်လို့မြင်တယ်ဟုမင်းအောင်လိုင်းကပြောဆိုခဲ့ပါတယ် အကြမ်းဖက်မင်းအောင်လိုင်ကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲသို့ပူးပေါင်းဆောင်ရွက်ကြရန်နှင့်ပါတီစုံဒီမိုကရေစီအမန်တကယ်လူကျင်မာကစန့်ကျင်မှုကန်နကောဆလုံးမနေပဲပူးပေါင်းဆောင်ရွက်ရလိမ့်မည်ဟုမကြာခဏဆိုသလိုစစ်တပ်လောက်ကန်ဝါရဖြင့်မီဒီယာများမှတဆင်ထုတ်ဖော်ပြောဆိုထားကြောင်းသိရှိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်တင်ကတော့ NUG ရဲ့အာနာသိန်းစေုပ်စုကိုအတိမတ်မပြုစေရေလုပ်ငန်းစဉ်ခီးမပေါက်သေးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ လေးနှစ်ကျော်သက်တမ်းကိုရောက်ရှိလာပြီဖြစ်တဲ့အမျိုးသားညီညွတ်ရေးဆိုရာ NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အဓိကလုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အာနာသိန်းစေအုပ်စုကိုအတိမတ်မပြုစေရဟာခီးမပေါက်သေးဘူးလို့ BNI မြန်မာ Peace Monitor ကစက်တင်ဘာ28ရက်မှာအစည်းအဝေးခန်းစားထုတ်ပြန်ပါတယ်။ နေရောင်စုဝင်ကြီးဒေါ်စမောင်ဦးဆောင်နဲ့ NUG နိုင်ငံသား၏ဝင်ကြီးဌာနဟာဒေါ်လန်ရေးကာလမဟာပြူဟာနီလန်6ရက်တဲကနိုင်ငံရေးနီလန်ဟာနံပါတ်1ဦးစားပေးနေရာမှာနိုင်ငံသား၏နီလန်ဟာနံပါတ်1ဦးစားပေးနေရာမှာပါဝင်နေလို့ NUG ရဲ့နိုင်ငံသား၏ပြူဟာဆန်းစစ်ချိန်တက်ပြီဆိုတဲ့အစိုးရခန်းစာမှာဖော်ပြပါတယ်တန်ကင်းတမန်ကင်းစာမျက်နှာလို့ဆိုရမယ် NUG နိုင်ငံသား၏ဝင်ကြီးဌာနရဲ့ခြေလှမ်းတွေဟာအမေရိကန်အပါအဝင်အနောက်ဥရောပနိုင်ငံတွေရဲ့ထိတွေ့ဆက်ဆံမှုအသိမဲ့ပြုမှုတွေအပြင်မလေးရှား ဝန်ကြီးချုပ်ဦးဆောင်နေအာဆီယံရဲ့လူသိရှင်ကြားထိတွေ့ဆက်ဆံမှုကိုပါရရှိခဲ့လို့အတိုင်းအတာတစ်ခုထိအောင်မြင်မှုရရှိခဲ့တယ်လို့ယူဆနိုင်ပါတယ်။ ဒါပေမဲ့အဲ့ဒီနိုင်ငံတွေအဲ့ဒီနိုင်ငံတကာအဖွဲ့အစည်းတွေကပဲစေုပ်စုနဲ့မမြင်ခွင့်ရတမျိုးလူမြင်ခွင့်ရှိတဖုံနီလန်းမျိုးစုံတွေထိတွေ့ဆက်ဆံနေကြလို့ NUG နိုင်ငံသားဤဌာနရဲ့အာဏာသိမ်းစေုပ်စုကိုအတိမတ်မပြုစေရေးလုပ်ငန်းစဉ်ဟာခရီးမပေါက်သေးမထီရောက်သေးဘူးလို့ BNI မြန်မာ Peace Monitor ကသုံးသပ်ထားပါတယ်။နိုင်ငံတကာအတိုင်းဝိုင်းကနေဖေချင်းခံထားရတဲ့အာဏာသိမ်းစေုပ်စုဟာအိမ်နီချင်းတရုတ်အစိုးရရဲ့အထောက်ကူတွေရယူကအာဆီယံအပါအဝင်နိုင်ငံတကာအဝန်အဝိုင်းတွင်ခြေစပ်လာနေသလို Trump ဥဆောင်တဲ့အမေရိက ကန်အစိုးရအတွင်းအတိမဲ့ပြုခံရရေးကြိုးပမ်းနေပါတယ်။ဒါ့အပြင်ထိုင်း၊လာအို၊အိန္ဒိယနဲ့ဘင်္ဂလားဒေ့ရှ်စတဲ့အိန္ဒိယနိုင်ငံတွေကိုလည်း လက်တံဖြန့်က NUG အစိုးရအပါဝင်သူတို့ကိုစန့်ကျင်တဲ့တော်လန်ရေးအင်အားစုတွေကိုလည်းနီးလန်းမျိုးစုံနဲ့ဖိအားပေးနေတာတွေ့ရပါတယ်။အရှိတီမော့အစိုးရရဲ့ NUG ကိုတရားဝင်အစိုးရဖြစ်အသိမဲ့ပြုကထိတွေ့ဆက်ဆံမှုတွေပြုလုပ်ခဲ့ပေမယ့် ASEAN အဖွဲ့ဝင်နိုင်ငံဖြစ်ရတဲ့အာနာသိန်းစေယုတ်စုနဲ့မြန်မာနိုင်ငံအထိလာရောက်တွေ့ဆုံပြီးအစိုးရအဆင့်ရှောင်လွှဲလို့မရနိုင်တဲ့ထိတွေ့ဆက်ဆံမှုတွေဟာ NUG နိုင်ငံသားဝင်ကြီးဌာနအတွင်းသင်ခန်းစာယူစရာဖြစ်လာတယ်လို့အစိုးရခန်းစာကထောက်ပြပါဗျာ။ ဒါကြောင့် NUG နိုင်ငံသား၏ဝင်ကြီးဌာနဟာ NUG အစိုးရပါဝင်ဒေါ်လန်ရေးအင်အားစုအလုံးရဲ့နိုင်ငံရေးစည်ရေးအုပ်ချုပ်ရေးဘဏ္ဍာရေးနဲ့လူမှုဆက်ဆံရေးစတဲ့စစ်မျက်နှာအလုံးရဲ့ရုပ်ပြအစုံကိုနိုင်ငံကမျက်နှာစာမှာခင်းချင်းပြတာကနိုင်ငံကအစိုးရအဖွဲ့အစည်းတွေရဲ့အလေးပေးမှုရရှိဖို့ကြိုးပမ်းရမယ်လို့ဆိုပါတယ်။ဒါပြင်စီအုပ်စုရဲ့ဖိအားပေးအကြံကိုင်မှုကနေမလွတ်မြောက်နိုင်သေးတဲ့မျိုးဥဒေါ်လန်ရေးကိုထောက်ခံအားပေးကြတဲ့ပြည်ပရောက်မြန်မာပြည်သူတွေရဲ့အရေးကိစ္စကိုလည်းတာဝန်ယူဖြေရှင်းပေးနိုင်ရေးကြိုးပမ်းရလိမ့်မယ်လို့ BNI မြန်မာ Peace Monitor ကအကြံပြုထားတာပါ ဂျပန်မှာတရုတ်အိန္ဒိယထိုင်းစတဲ့အိန္ဒိယနိုင်ငံတွေအပါအဝင်နိုင်ငံတကာအစိုးရတွေဟာအကျိုးစီးပွားအတွက်ချက်ကစေယုစုဘက်မှာလေးသာတဲ့ထိတွေ့မှုတွေပြုလုပ်နေကြတဲ့အပြင်ကျင်းပမဲ့ရွေးကောက်ပွဲကိုလည်းထောက်ခံဖို့အသင်းဖြစ်နေကြပြီလို့ဆိုပါတယ်ကမ္ဘာနိုင်ငံရေးအရေးအပြောင်းနေကြမှာမြမအရေးပေါ်အလေးပေးမှုဟာတည်သာစွာရော့ကျလာနေပြီးနိုင်ငံတကာအစိုးရတွေရဲ့ပြည်တွင်းနိုင်ငံရေးအခင်းကျင်းတွေနဲ့ဦးစားပေးမှုပြောင်းလဲတွေကိုမူတည်က UNG နိုင်ငံသားဥက္ကဋ္ဌနာအနေနဲ့လက်တွေ့ကြတဲ့ချင်းကမ်းမှုအသစ်တွေပြန်လည်ဆန်းစ ေရတော့မယ်လို့အကြံပြုထားတာဖြစ်ပါတယ်။အထူးသဖြင့်တော်လိုင်းရင်အားစုအလုံးရဲ့ညီမျိုးချင်းပြယုတ်ကိုနိုင်ငံတကာအဝန်ဝိုင်းတွင်ခင်းချင်ရတဲ့အတွက်တော်လိုင်းရင်အားစုအလုံးရဲ့စူးစီးမှုခွန်အားကိုထင်ဟပ်စေဖို့လည်းအထူးလိုအပ်တယ်လို့ BNI မြန်မာ Peace Monitor ကအစီရင်ခံစာမှာအကြံပြုတိုက်တွန်းကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးမှာစစ်ကောင်စီကမင်းစင်းတွေစကတ်ပေးမယ့်လာကြည့်သူမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးမြို့မှာစစ်ကောင်စီရွေးကောက်ပွဲအတွက်မင်းစင်းတွေစကတ်ထားပေးမယ့်ကြီးစုသူမရှိဘူးလို့ဒေသခံတွေကပြောပါရယ်။စစ်ကောင်စီဟာဒီနေ့မနက်ပိုင်းကစပြီးမန္တလေးမြို့ကရက်ကွက်ရုံတွေမှာမဲပေးနိုင်တဲ့စင်းတွေကို black box တွေနဲ့ကတ်ထားပေးမယ့်လာကြည့်တဲ့သူလုံးဝမရှိဘူးလို့မြို့ခံတွေကပြောပါရယ်။ တယောက်မကိုလာမကြည့်ကြဘူးလို့အသက်45နှစ်ရွယ်မန္တလေးမြို့ကံအမျိုးသားတူကပြောပါတယ်စေကောင်းစီဟာစက်တင်ဘာ29ရက်မနေ့ညကလေးကကားရီနဲ့မနေ့ပြန်မဲစင်းလာကြည့်ကြဖို့လိုက်អော်ခဲ့ပေမဲ့လာကြည့်သူမရှိတာဖြစ်ကြောင်းမြို့ကံတွေကဆိုပါတယ်ညကလက်နက်တွေနဲ့စစ်သားတွေကခွေးဘလူးကားနဲ့လိုက်អော်တယ်အဲ့ဒါလာကြည့်မဲ့သူမရှိဘူးလို့ချင်းဤတာဆန်မြို့နယ်နေအမျိုးသမီးတူကဆိုပါတယ်မနေ့ကလည်းအောင်မြေတာဆန်မြို့နယ်မဟာအောင်မြေမြို့နယ်မဟာမြိုင်2ရက်ွက်66လမ်းတခြားစေကောင်းစီရွေးကောက်ပွဲနဲ့ ပတ်သက်လို့လိုက်လံကြေညာနေတဲ့ပြူစောတီကားကကားလန်ပိတ်ဆို့လို့ဆိုပြီးလမ်းမော်ကပြည်သူတွေကိုဆဲဆိုသွားတယ်လို့ဒေသခံတွေကပြောပါတယ်ဆဲဆိုတဲ့အကြောင်းအိမ်နေတဲ့ကပြည်သူတွေကပါလမ်းမော်ကြောက်လန့်တကြားထွက်ကြည့်ကြပြီးပြူစောတီဆိုသူကတနက်ပြကဆက်လက်ဆဲဆိုသွားတယ်လို့ဆိုပါတယ် မဲစင်းကတ်ထားခြင်းစစ်ကောင်စီကခန့်ထားတဲ့အုပ်ချုပ်ရေးမှုနဲ့စိန်ကောင်ရိုင်းကောင်တွေကလည်းစောင့်ကြပ်နေခဲ့တယ်လို့မြို့ကန်တွေကပြောပါရယ်အရသာအစိုးရလက်ထက်2020ပြည့်နှစ်ကပြုလုပ်ခဲ့တဲ့ရွေးကောက်ပွဲအတွက်မဲစင်းကိုတော့ပြည်သူတွေဟာတက်ကြွစွာနဲ့မဲစင်းလာကြည့်ခဲ့ကြပြီးမဲစင်းမှာမပါရင်တောင်ပုံစံ၄ခန်းငယ်နဲ့ရှောက်ထားခဲ့ကြတယ်လို့သိရပါရယ်တော်လည်ရင်အားစုတွေကလည်းစစ်ကောင်စီပြုလုပ်မဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြဖို့တိုက်တွန်းထားကြောင်းသိရှိရပါရယ်